ရာတိုင်းဒေသတိုင်းမှာဖြစ်เสียကောင်းတဲ့အပြုအမူအငွေသက်ကလေးတွေရှိတတ်ကြပါတယ်။ဒီလိုအရာလေးတွေကနေ့စဉ်စိတ်တွေချုပ်ထွေးများပြားတတ်လာသူတွေကိုခဏတာဘဝအမောတွေဖြည့်ဖြောက်ပေးတတ်ပါတယ်။ဒီလိုပါပဲကျွန်တော်တို့တစ်စီထွက်ဟာ delete ရရနေရအစားအစာလေးတွေကိုပြည့်တတ်ကြီးစီရောက်ရှိအောင်ပို့ပေးဖို့ဓမ္မပြီအနက်ခီးဆက်နေစေပါ။ ရပတ်ပြေးတက်ကြီးကိုခြားပြတော့မယ်အကြောင်းအရာလေးကတော့ပါစုလှိုင်းကုန်ပွဲ ဘာလို့လာပြီနေကိုမရောက်ခင်တည့်ရက်မှာ Tasty Treat အဖွဲ့တွေဟာ ဟာဂျီမျိုးကိုချီတက်ခဲ့ပါတယ်တကယ်တောင်ကျေးရွာကိုရောက်ဖို့အတွက်ဟာဂျီမျိုးကနေတစဉ်ဆက်လီနဲ့သွားဖို့ဆုံးဖြတ်ခဲ့ပြီနဲ့တကယ်တောင်ကိုငပူတော်မျိုးနဲ့ကတစဉ်တွင်တင်မောနဲ့တွားရောက်နိုင်တယ်လို့သိရပါတယ် ခုဆိုတိုင်းလုံးနေတကြွကြွနဲ့ပြည်လဝကိုဖြစ်ဖို့အသင့်ဖြစ်နေကြပါပြီ။ အသိဉာဏ်နဲ့ကပ်ပလီပင်လယ်ပြင်တို့စုံတဲ့မြဝကနေတက်ကဲတောင်ရွာကိုရောက်ဖို့ဂျာမနီငင်ကတော့နှစ်နာရီဝန်းကျင်လောက်ဖြစ်ပါတယ်။ဒါဒီဒီအမိသားကြောင့်ဂျာဝါရွာတွေမှာခဏနာပြီးဆက်သွားရတဲ့အခါမျိုးတွေလည်းရှိတတ်ပါပဲ။ က်ကဲတောင်ရွာကိုရောက်ချိန်မှာတက်ကဲတောင်ရွာဟာကျေးရွာကြီးတရာဖြစ်တာကိုသိရပါတယ်။ခြေဆိုင်တွင်စားတောက်ဆိုင်အများပြားနဲ့စီကားလာတဲ့ရွာတရာလည်းဖြစ်ပါတယ်။ဒါပေမဲ့တက်ကဲတောင်ရွာမှာလျှက်စစ်မီးမရရှိသေးပါဘူး။ကျေးရွာကပြေးတဲ့မီးကိုညနေ6နာရီလောက်ကနေ10နာရီအထိပဲရရှိပါတယ်။ဒီလိုအချိန်မှာကျွန်တော်တို့မြို့ပြကြီးတွေနဲ့ခုလိုကြေးလက်ရဲ့ကွာခြားချက်ကိုတွေ့မြင်ခံစားရပါတော့တယ်။ လူကြီးတွေထူးထက်လာတဲ့မြေပြတွေမှာပျက်စီးမှုတွေထိထိန်နေနေပြီပဲခုလိုကြေးရွာတွေမှာတော့နေဝင်ပြီးတိတ်မကြခင်မှာပဲညီတက်သွားပါတယ်မနက်ဆိုရင်လဲစောစောထပြီးလုပ်ငန်းဝင်တွေကိုဝင်ကြပါတယ် ခုဆိုကျွန်တော်တို့ဟာဝါဆိုလားပြီးကျော်တရက်နေကိုရောက်ရှိခဲ့ပါပြီဒီနေ့ပွဲကတော့ဝါဆိုလှိုင်းခုံပွဲလို့ခေါ်တဲ့ဒေတာဒလိပွဲတစ်ခုဖြစ်ပါတယ်ဘိုးဘေးစင်ဆက်ကလေးကကျင်းပပြုလုပ်ခဲ့ကြတဲ့အစင်လာတစ်ခုဖြစ်တာကြောင့်နှစ်ပေါင်းဘလောက်ကြာခဲ့ပြီလဲဆိုတာကတော့အဖြေအတိအကျရှာလို့မရခဲ့ပါဘူးဘာဇိုလာပြည်ကျော်တရနေ့မှာမြင့်တက်နေတဲ့ပင်လယ်ရေလိုင်းတွေဟာတက်ခဲတောင်ရွာရဲ့ကမ်းခြေကိုတဝုန်းဝုန်းတိုက်ခတ်နေပါတယ်။ တကယ်တော့အခုလိုရိုက်ခတ်တာညာကလေးကဖြစ်ပါတယ်။ဘာသားတွေဟာဒီလိုညကိုရောက်ရင်ရေခုံစွာနဲ့နောက်တနည်းနဲ့နဲ့မှပျော်ရွှင်စွာလှိုင်းခုန်ဖို့မျှော်လင့်တွေးတောနေကြပါတယ်။ဒါကြောင့်အခုလိုညမှာစားပွဲတောက်ပွဲတွေကိုကိုယ်စီကျင်းပပြီးကြိုဆိုတတ်ကြပါတယ်။အခုမြင်တွေ့နေရတာကတော့ကြက်ကာလာသားချက်နဲ့စားပွဲကျင်းပနေတဲ့ကာလာသားတချို့ပါ။ နဲ့ချင်းချင်းလေးဆိုရနေတောင်းတယ်များတယ်မြစ်ပင်လေးစိတ်လာတဲ့ကဘာမီလေးရဲ့ဒူရောဟိုတော့ကတော့တောနေတောနေဆိုတော့တောတွေပါတယ်လေအများကြီးပဲရှိတယ်အခုပင်လယ်ကားဆက်ကအခုလို့ရှင်းမနေဘူးအဲ့တောကြားထဲကနေပြီးတော့သွားပြီးတော့တောပန်းပေါ့ကွာတောကအပင်တွေပွင့်တယ်ပန်းကိုသွားခူးကြတယ်ခူးသွားတဲ့အခါကျတော့ဒီကစားစရာတောက်စရာကြီးယူသွားကြတယ်အဲ့ဒီမှာသွားပြီးတော့ လိုက်ခုံရင်းနဲ့အဲ့ဒီပန်းတွေပါလေခိုးပြီးတော့ပြန်လာကြတယ်ဒီလိုတရက်နေကြတော့အခုဘူးညံ့နေဆိုတော့ဝါစကုန်မယ်ဝါစိုးတော့မှအဲ့ဒီတော်ပန်းလေးတွေပါလေဒီတချို့ကြတော့လေဒီမြို့မှာရောင်းတဲ့ပန်းတွေကိုပဲဝယ်ပြီးတော့ပဲလာပြီးတော့ဝါစိုးပန်းဆိုတဲ့သဘောမျိုးနဲ့ကတ်ကြတာပါချက်ချက်ပြုတ်ပြီးတော့မှတော်ထဲမှာသွားစားကြတယ်လိုက်ခုံကြတယ်အဲ့ဒီတော့လှမ်းရတော့ခုံတာပဲဒါတော့ဒီကြီးချက်မဟုတ်ဘူးကိုရွာထဲမှာရှိတဲ့သူတော့ပဲသွားကြလာကြတာ ခုလိုလိုင်းကုန်ပွဲကိုကျင်းပကြတာတက်ကြဲတောင်းအပြင်တခြားကြီးရွာတွေလည်းရှိပါတယ်။အသက်ကြီးငယ်ကြားမမယူဝင်ရောက်ဆွေးနွေးကြပါတယ်။ဒီလိုနေမျိုးရောက်တဲ့အခါမှာလဲမိုးကတဲတဲမဲမဲရွာတတ်ပါသေးတယ်။လာရောက်ကြတဲ့သူတွေကတော့မိုးရွာတဲ့အခါမှာလိုင်းကုန်ရတာဟာပိုပြီးပျော်စရာကောင်းတယ်လို့ဆိုကြပါတယ်။ ကျောင်းနာမည်ကတော့ရမမင်းပိုင်သာရမှာတော့နေတယ်ဒီဒီကိုဘာကြောင့်လာလဲဩတငယ်ရင်းလေရဲခေါ်ထားလို့ဒီမှာပြောဖို့ကောင်းတယ်ဆိုလို့တခါမှတော့မရောက်ဘူးလာပြီးတော့ကြည်ကြည်တာတွေ့ကြုံလေးရအောင်လို့ရင်းတော့လည်းမရောက်မရောက်ဘူးတခါမှမရောက်ဘူးရေးလဲစင်ပြီးသွားပြီဒီလည်းတော့စင်ပြီးသွားပြီညအောင်ပြောဖို့ကောင်းတယ်ဟုတ်ကဲ့နောက်နေ့တွေရောလာဖို့နောက်နေ့တွေတော့လာဖို့တော့စကူတာရယ်တငယ်ချင်းတွေအများကြီးလည်းခေါ်ထားတယ်လာဖို့ ပြန်ပြောဖို့ကောင်းတယ်ဒီနေရာကျွန်တော်တို့တခြားနေရာလူတွေကြောင်းသိကြအောင်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ဒီလိုလာပြအောင်လာခဲ့ပါဗောဒါပဲကျွန်တော်တို့ကဖိတ်ခေါ်ခြင်းနဲ့အရန်ကိုပြောဖို့ကောင်းတယ် ေးသွားတော့ဆိုတငယ်ချင်းနေနဲ့လေအိမ်ကနေချက်ပြုတ်ပြီးသမင်းတုပ်တွေဂျိုင်းနေနဲ့အဲ့တောင်မှာပဲစားကြဆင်းခုံလိုက်ကြပြောတာပေါ့တခါတလေများဆိုအန်တီတငယ်ချင်းကသမင်းတုပ်တွေအပျော်ကျူးပြီးတော့ဟိုမှာလှိုင်းမှာခုံတာကုန်းကုန်းဝမစားရလို့ပြန်တက်လာတာတို့အဲ့လိုအခါမျိုးတွေနှစ်တိုင်းပေါ့အန်တီတို့တွေဆင်းနေတယ် ောင်းလဲတာတော့အမျိုးမျိုးတွေရှိကြတာပေါ့ကွာပိုတော့ဆိုသမင်းချင်းချင်းလောက်ပဲယူသွားပြီးတော့သမင်းတော့တဲ့သွားစားတဲ့သဘောပဲဟလာမဟုတ်အဲ့လိုသမင်းကိုစားပြီးတော့တိုက်ခုတ်ဆင်းတယ်ပုံပြီးတော့ဝါပြီဆိုရင်ပြန်တက်လာတယ်တောင်းတယ်အခုတော့ဒီမှာစားစရာတောက်စရာတွေယူသွားကြတယ်အဟိုမားတွေရောင်းတာချတာလည်းရှိတယ်ဒီရက်ဒီစားလဲအခုတော့ခေစားလာကြတော့အဲ့ဒီခါကြီးစားကြတောက်ကြရင်းနဲ့တဖြည်းဖြည်းလူတွေကများလာကြတာပေါ့ကွာအဲ့ဒါလိုပါပဲအခြေခံတာပါပဲ တက်ခဲ့တောင်းတဲ့အနီးတဝိုက်ကအပြင်တခြားမြို့နယ်တွေကနေလေတင်မော်ကားတွေနဲ့လာရောက်သူတွေကိုရွာထဲမှာမနှက်ဆော့ဆော့ကလေးကတွေ့မြင်နိုင်ပါတယ်။တော်လေးအန်တီတို့16နှစ်18နှစ်လောက်ကနေပြီးတော့ပေါ့နော် အလွန်ဆုံးတစ်နှစ်ပဲချားရတယ်ကျန်တဲ့ချိန်ကတော့နှစ်တိုင်းလာတာပဲဒါဖြစ်တယ်ကြာပြီပေါ့ဒီခွဲရတယ်ကြာပြီအခုအသက်က40 ကိုတော့ကလှိုင်းခုံတယ်ဆိုတာဘယ်လိုတွေခုံရလဲကိုတော့ကလှိုင်းခုံတာအဲ့လိုပဲခုံကြတာပဲလေကိုကတော့ဟိုကတွေတောကတွေကုန်းညောင်းလာတဲ့အခုကျတော့ဆိုင်ကယ်ရှိတော့ဆိုင်ကယ်နဲ့ပေါ့နော်ဒီကုန်းကတော့ကုန်းညောင်းလာတဲ့ဒီရောက်တယ်ဆိုအဲ့ရေထဲကိုဆင်းနေအဲ့လိုရေကူးတဲ့လူတွေကူးတယ်ကိုတွေကတော့ရေမကူးတတ်တော့ဒီတိုင်းမဲ့ရိုးရိုးပဲလှိုင်းခုံတာပေါ့အဲ့လိုမျိုးပေါ့ ော့ဒါကျမတို့နှစ်စဉ်နှစ်တိုင်းပေါ့နော်တစ်နှစ်မှာတခါပေါ့ဘာလို့လိုက်ပြတော့တရနေ့ဆိုတာနှစ်တိုင်းဘယ်နေရာဘယ်ဒေသပဲရောက်ရောက်ပေါ့နော်ဒါပြန်လာတယ်ဘာလို့လိုက်ခုံကြတယ်ပေါ့နော်ညလေရပြီးတော့ကြိုးပြီးချက်ချက်ပြုတ်ချက်မနေ့ဘက်ဆိုတာခုံကြတယ်ပေါ့နော်ဒီအဖိတ်နေဆိုရင်လဲဘာလို့လာတဲ့၁၄နှစ်ရာဆိုလဲယောက်ျားလေးတွေကသူတို့ပဲပေါ့နော်ငယ်တိုင်းနှစ်တိုင်းပေါ့ဥပဒကလဲကြတယ်ဒါမိန်းကလေးတွေဆိုလဲဥပဒကလောင်းကြတယ်ပေါ့ဟိုဥပုံနေကြတော့လဲဒါပေါ့ဥပုံဆောင်ကြတယ်ပေါ့နော်ဒီနေ့ကြတော့ဒါဆရာတို့မြင်တဲ့မောင်လေးတို့မြင်တဲ့အတိုင်းပါပဲ ။ဒါပါဆိုလည်းခုံကြရတယ်ဗောနော်ပျော်ပါးပါးနဲ့ပဲ။ဘိုးဘေးစင်ဆက်ကလေးကကျင်းပလာတဲ့ဒီပွဲကို လာရောက်သူတွေဟာတောင်ပြင်မှာများပြားလာပါတယ်။ဒီနေ့မှာစီမကောင်းဖြစ်ရသူတချို့လည်းရှိပါသေးတယ်။သူတို့ကတော့တခြားသူတွေမဟုတ်ပါဘူး။ဒီရွာသားတွေပါပဲ။ဒါပေမဲ့သူတို့ဟာနေဝေးရက်ဝေးတွေမှာအကြောင်းမျိုးမျိုးကြောင့်ရောက်ရှိနေသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ဝါဆိုလှိုင်းကုန်မဲ့နေ့ကိုရောက်ရင်တော့အရင်ကမိတ်ဆွေအပေါင်းအသင်းတွေနဲ့ပျော်ရွှင်မှုတွေအမှတ်တရတွေကိုသတိရနေကြပါပါ။ဟုတ်ပါတယ်။ဒါကလည်းမွေးရည်ဒေတာရဲ့မမေ့နိုင်စရာဒလေးတစ်ခုပါပဲ။ဒါကြောင့်လဲကျွန်တော်တို့ Tasty Trip ကအဝေးရောက်ဒေတာကန်တွေအတွက်ဒီ season လေးကိုကြည့်ရင်အမောတွေပြပြောက်ပါစေလို့ဆုတောင်းလိုက်ပါတယ်။ ကျွန်တော်တို့ဟာလှိုင်းခုံပွဲကိုရင်ခုန်စွာစောင့်မျှော်ကြည့်ရှုပြီးတဲ့နောက်မှာညနေပိုင်းကိုတစားစားရောက်ရှိလာပါတော့တယ်။မြန်မာလူမျိုးတို့ရဲ့စေတနာ၊သရာစိမ့်နဲ့ကြီးညူလှူဒန်းကြတဲ့ဆန္ဒလရာသီအလှူဒန်းတွေရှိတယ်လို့ပဲ။အခုဝါဆိုလာရဲ့တက်ကြဲတောင်အလှူပွဲတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။တက်ကြဲတောင်ရွာမှာတော့ဖုံးတော်ကြီးချောင်း၃ချောင်းရှိပြီးရွာထဲမှာလည်းတရားသချင်းတန်တွေ တရားဒေသနာတော့အတန်ဒီပြန့်လွင့်နေပါပဲအခုလိုညနေပိုင်းမှာတော့အသက်ရွယ်အဆုံးစီတန်းလှည့်လေပြီးမိမိတို့ကိုယ်ွယ်ရာဖုန်ကြီးကြောင်းစီကိုတွားရောက်လှူဒန်းကြတော့တာပါ မြို့ပြတွေကနေကျေးလက်စီကိုချင်းကပ်မိတိုင်းခန်းစားမိတဲ့အရာသာတွေဟာမတူညီကြပါဘူး။ဒါပေမဲ့ရောက်ရှိလာသူတိုင်းကိုလမ်းဆက်မှုတွေပေးပါတယ်။ဈေးနှုန်းမကြီးလာတဲ့ရွာရဲ့အစားအသောက်တွေကိုလည်းစားတောက်ခဲ့ရပါတယ်။ဒီဒေသမှာကျွန်တော်တို့ကအစားအစာတစ်ခုကိုလည်းတွေ့ရှိခဲ့ပါသေးတယ်။ ကဲအခုကျွန်တော်တို့တက်ဆီထွေအဖွဲ့ကအခုရောက်နေတာကတော့တက်ခဲ့တောင်ကျေးရွာမှာပေါ့နော်ဒီဝါဆိုလာပြည်ကျော်တရက်နေမှာလုပ်တဲ့တိုင်းခုံဘွဲကိုရောက်နေရပါအဲ့တော့ဒီရွာမှာဆိုရင်တို့ရဲ့ဒေတာထွက်အစားအစာတွေရှိရထဲကနေပြီးတော့ကျွန်တော်တို့တင်ဆက်ပေးချင်တာကတော့ဒီကြက်လက်ဖက်ဟင်းပေါ့နော်အဲ့တော့ကျွန်တော်တို့ကြက်လက်ဖက်ဟင်းကိုဘယ်လိုချက်တယ်ဘယ်လိုပါရီပါတယ်ဆိုတာကိုမကြခင်မှာကျွန်တော်တို့တင်ဆက်ပေးတော့မှာပါဒီဘလို့အမဲလို့မဲဆိုဒီကောင်အင်းဆုံးခုတ်ပြီးတော့သူအိမ်မှာအင်းချက်စားတဲ့ပုံစံမျိုးပဲတုံးလေးတွေခုတ်ခုတ်ပြီးတာနဲ့သူက ီလိုဆင်အောင်ဆေးပြီးတော့ကောင်းအောင်မမလုပ်တာစားနဲ့စားရဲ့အချို့မဟုတ်ကဆန်းရည်နည်းနည်းနေပြီးတော့တိတ်ထားရတယ်အသားလည်းဝင်တော့နှက်ထားတယ်နှက်ပြီးရနဲ့သူကချင်းရဲ့စက်တံဖြူရဲ့စက်တံနီးရဲ့ဟိုကညက်ညက်ကလေးထောင်းပြီးတော့စီတက်လိုက်ကြွတော့စီတက်ပြီးရနဲ့ဒီကြက်သားကိုထည့်လုံလိုက်လုံလိုက်တဲ့အချိန်မှာပဲရေလေးနည်းနည်းထည့်ထားတယ်အုပ်ထားရကြက်သားချွေးနေဆိုတော့နိုးပါဘယ်လိုလဲကြက်သားကြရကန်လေးတကြကြတော့ဒီလက်ဖက်ကိုရိုးရိုးလက်ဖက်အခါကို ဘာမှလည်းစီလည်းမစိမ့်တော့ဘူးရေလည်းမစေးတော့ဘူးအဟိုအသားလေးတော်နေလောက်လေးသုံးပုံကျသားတပိတ်တာဆိုရင်ဒီကောင်ကဟို30သားလောက်ထက်30သားလောက်ထက်ပြီးတော့နှက်ထားနှက်ထားဆိုတော့လက်ဖက်အငွေလည်းပြန်လဲလာလာရောဒီကောင်ကဒီလက်ဖက်ကငွေလည်းပြန်တော့နိုးပြီးတော့တွေ့တော့ရတာတွေကအခါတက်တွေကကျသားလည်းဝင်တော့ဝင်တဲ့အချိန်မှာပဲ तू ကအဲ့လိုဝင်လာတဲ့အခါတက်တွေဝင်လာအချိန်မှာ तू စီပြန်အောင်လေးထားပြီးတော့မှခြားပြောပြရ Ya? Oh, oh siapa orang ngaca dalau. Okay. တကယ်တောင်ရွာကမင်းသားကြီးစားတော့ဆိုင်ကနေသိရှိခဲ့ရတဲ့ကြက်လက်ဖက်လို့ခေါ်တဲ့နင်းရတမျိုးပါ။ဟိုရခင်တော့ကဒီကြက်လက်ဖက်ဟာစားသုံးသူတွေရှိခဲ့ပေမဲ့အခုတော့နေပါသွားပြီလို့လည်းသိရပါဗျ။ဒါပေမဲ့ဒီလိုလှိုင်းခုံပွဲကိုရောက်ရှိလာလို့မင်းသားကြီးစားတော့ဆိုင်ကတော့အထူးဟင်းလျာအနေနဲ့ရောင်းချတယ်လို့ဆိုပါဗျ။ ဒါကတော့ကျွန်တော်တို့ data ထွက်ကြက်ဖက်မဟင်းလေးပေါ့အမင်းနဲ့ထည့်စားလဲကောင်းတယ်အခုဆိုရင် ARR တိုင်းတက်ကေတောင်ရွာရဲ့ဓလေးပွဲတော်ရွာရဲ့ချစ်စပွဲအမှုရာလေးတွေကို တင်ဆက်လုပ်ပြပါပြီ။ကြီးစုသူပရိသတ်ကြီးကိုလည်းနောက်နှစ်တွေမှာဒီကမ်းခုံပွဲကိုတွားရောက်ပြီးပျော်ရွှင်စွာနဲ့ဘဝအမောတွေဖြည့်ဖြောင်းနိုင်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ။